ကျွန်တော်တို့အသက်တွေကြီးလာလေလေအချိန်ကုန်ဆုံးမှုတွေကပို့ပို့ပြီးတော့မြန်လာလေလေပါဟဲ့လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဖီရမာကကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ဘဝမှာတကယ်ဟိုမှဗျာအရေးကြီးတဲ့အချက်၃ချက်ပေါ့နော်ကျွန်တော်ရဲ့ကိုယ်တွေအတွေ့အကြုံရအကြုံခဲ့ပြီးတော့မှတရားတဲ့အချက်၃ချက်ကိုကျွန်တော်ဒီနေ့ဖီရမာကပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်ကျွန်တော်တို့အထူးသဖြင့်အသက်20အောက်ညီညီမငယ်တွေမိတ်ဆွေတို့အတွက်ပေါ့နော်အာအသက်20အထက်ပဲဖြစ်ဖြစ်ဘယ်တော့ရမစိုးပေါ့နော်ကျွန်တော်အဓိကတော့ ကိစ္စရတော်တော်များများကစောစောတိလေစောစောတိပြီးတော့နားလေသဘောပေါက်ရင်ပို့ပြီးတော့កောင်းပါတယ်ဒါကြောင့်ဒီ video လေးကိုကျွန်တော်ချက်ချင်းပဲတွေးမိပြီးတော့ဒီ video လေးကိုချက်ချင်းပဲအာခုလိုမျိုးလှုပ်လာရတာပါဆိုတော့ကျွန်တော်စားလိုက်အောင်တို့ဝင်မဲ့ကြိုတင်ပြီးတော့ကျွန်တော်အနေနဲ့မေတ္တာရက်ခံလူတာကတော့အာကျွန်တော်တို့ကတယောက်နဲ့တယောက်အခြေအနေအမျိုးမျိုးရှိတယ်ဖြတ်တန်းခဲ့ကြတဲ့နောက်ခံသမိုင်းကြောင့်လည်းကျွန်တော်လုံးဝမတူညီဘူးသူတစ်ဖက်ကတော့ကျွန်တော်ပြောပြမဲ့နောက်ဆုံးတတိယအချက်ပေါ့နော်အဲ့ဒီချက် မိသားစုနဲ့ပတ်သက်တဲ့အချက်လက်ကကျွန်တော်တယောက်နဲ့တယောက်မတူညီနိုင်တာမျိုးဖြစ်တဲ့အတွက်မကိုက်ညီသွားတာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့ sorry ပါလို့မြစ်တမ်းရက်ခံပြဟာမြစ်တာရက်ခံပြစီခူးချီနေတဲ့ video ထဲမှာညီညီမငယ်တွေကပြည်ပနိုင်ငံကိုသွားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ငယ်တဲ့အရွယ်အထူးသဖြင့်အသက်20အောက်အသက်12နှစ်ကနေပြီးတော့ကျွန်တော်လိုက်18နှစ်ထိပေါ့နော်အဲ့ဒီအသက်အရွယ်တွေမှာဆိုရင်ကျွန်တော်တို့ဘာအတွေးကိုရှိတင်လဲဆိုရင် ငါဒီငါဘဝကိုငါကိုချီတော့ပေါ်ကိုရက်တည်ရမယ်ဆိုတော့ဆိုတော့အတွေးပေါ့နော်ဒီစိတ်လေးရှိတင်ပါတယ်အဲ့ဒီရောင်အခုဗီဒီယိုကြည့်ပြီးပြီးကြည့်နေတဲ့အချိန်မှာစပြီးတော့နှလုံးသွင်းမိပါဘဝမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုချီတော့ပေါ်ကိုရက်တည်နိုင်တဲ့လူတစ်ယောက်ကလူတစ်ယောက်ဖြစ်တည်နေပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ပထမအချက်မှာဒီအရာလေးကိုကျွန်တော်ပြောပြအထူးပြောပြခြင်းမယ်ပေါ့နော် ဘာကြောင့်လဲဆိုတော့ကျွန်တော်အသက်16နှစ်မှာကျွန်တော်အမေရိကန်နိုင်ငံကိုကျွန်တော်တက်ရောက်တည်းရောက်လာခဲ့တယ်။ဒီနိုင်ငံမှာဆိုရင်လည်းကျွန်တော်တက်ရောက်တည်းပဲရပ်တည်နေထိုင်နေ။အသက်16နှစ်မတိုင်ခင်အရွယ်ကြီးကျွန်တော်အထူးသဖြင့်အသက်16 19ဝန်းကျင်နေမှာဆိုရင်လည်းကျွန်တော်ဘာကြီးလုပ်ခဲ့တော့ဆိုရင်ကျွန်တော်ပြောပြပါမယ်ပေါ့နော်။ဆိုတော့ကျွန်တော်အသက်16ဝန်းကျင်မှာဆိုရင်ကျွန်တော်စားတောက်ဆိုင်မှာကျွန်တော်အလုပ်လုပ်တယ်၊ဟင်းချက်တယ်၊နောက်ပြီးကျွန်တော်တို့ဇပွဲတို့လည်းကျွန်တော်လုပ်ခဲ့တယ်။နောက်ထပ်တစ်ခုကကျွန်တော်အာ delivery ပေါ့နော်။ဒီ အဆိုင်ရပစ္စည်းတွေကိုပို့တာမျိုးတွေလည်းကျွန်တော်လုပ်ခဲ့ပူပါတယ်အဲ့ဒါကျွန်တော်အသက်16ဝင်းကျင်ပါပေါ့နော်နောက်တစ်တစ်ခုကကျွန်တော်အတွေ့အကြုံတွေထပ်ပြီးတော့အများကြီးရကျင်လို့ဆိုပြီးတော့ကျွန်တော်ဟိုတယ်တွေပေါ့နော်ဟိုတယ်မှာဒီပညာသင်တွားရောက်ပြီးအဲ့ဒီဟိုတယ်မှာပဲနေရာမျိုးစုံကနေပြီးတော့ပညာသင်တွေလုပ်ခဲ့ပါတယ်ကျွန်တော်အိမ်နာဆေးတဲ့အိမ်နာဆေးတယ်ပေါ့နော်ကျွန်တော်အိမ်နာလေးလက်ဆေးခဲ့ပူတယ်အခန်းတန်ရှင်းတာမျိုးတွေအများကြီးပဲပေါ့နော် ကျွန်တော်ကိုယ်တိုင်ကလှုပ်ကြည့်နေတာဗျာကျွန်တော်ကိုလူတယောက်ကလာလှုပ်ပါလို့ပြောရမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့စိတ်ထဲကနေတကယ်စိတ်ပါပါနဲ့လှုပ်ခဲ့တာမျိုးပဲပေါ့နော်နောက်ဆုံးကျွန်တော် reception နေ့တည်းရောအာ waiter 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 ဘိုင်းနေရောဒီစပွဲတို့ဘိုင်းနေရောပေါ့နော်ဒီနောက်ထပ်ကျွန်တော်တို့ဟင်းချက်တဲ့ဘိုင်းနေရောကျွန်တော်ဒီရတဲ့အကုန်လုံးကျွန်တော်အသက်16ဆခုမှကျွန်တော်လှုပ်ခဲ့တယ်ပေါ့နော်ဘာလို့ကြောင်းကျွန်တော်ဒါကိုပြောပြရလဲဆိုတော့ခုချင်းနေရဗျူထဲမှာဗျာဒီအသက်ရဝင်ချင်း နေလဲပါလိမ့်မယ်ဒီဗီဒီယိုကြည့်ပြရနဲ့ကိုကအချိန်အားနေရလူငယ်တယောက်ဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့အချိန်နေအမျိုးမျိုးကျွန်တော်ရှိရဲဗျာဒါကြောင့်ကျွန်တော်အရှိမကြိုပြီးတော့စကားခံခဲ့ရပါဘောနော်ဆိုတော့အချိန်နေအချိန်ခါလေးကိုကြည့်ပြီးတော့ပေါ့အာကွန်ပျူတာလိုရှိရဲကွန်ပျူတာလက်အောက်မှာနေရရဆိုတော့မိဘကိုခွင်တောင်းတိုင်ပင်ပြီးတော့ကျွန်တော်ကျွန်တော်လူမျိုးဆိုတာတက်ညီလေးညီမလေးကိုလှုပ်ချင်တာမျိုးတွေလှုပ်ကြည့်ပေါ့နော်ဟိုအဲ့ဒီအတက်ရွယ်တွေမှာဗျာ အာကျွန်တော်တို့ပတ်စံအမြင်အလားစာမြင်တဲ့အလုပ်တွေကိုပဲလုပ်ချင်တာမျိုးတော့အဲ့ဒီစိတ်ကိုအတတ်နိုင်အောင်ဖျောက်ပေါ့နော်ဖျောက်ပြီးတော့ကျွန်တော်တို့အလွယ်တကူစပြီးတော့ရတဲ့အလုပ်ကနေပြီးတော့လုပ်ပေါ့နော်အလုပ်ကောင်းပေါ့ဗျာစပြီးတော့ရတဲ့အလုပ်မျိုးဥမာကိုယ်အိမ်သားမှရှိတဲ့စားတောက်ဆိုင်မှလူလိုရာမျိုးတို့စသဖြင့်ပေါ့အဲ့လိုမျိုးတွေကနေစပြီးတော့လုပ်ကြည့်ပါအဲ့လိုမျိုးအလုပ်အာ မျိုးစုံလုံးခဲ့မယ်ဆိုလုံးမယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုတော့ကိုပါလုံးချင်တယ်ဆိုတော့ကောင်းကောင်းကြီးတည်လာနိုင်တယ်ဗျကျွန်တော်ဆိုရင်အချက်ပြုတ်အာလောရအောင်ကြောင့်အယံဝါနာပါတယ်ကျွန်တော်ရဲ့အရင်တော့လည်း view တွေမှာအကြောင်းအချက်ပြုတ်ဒီအများကြီးလုတ်ခဲ့ဖို့ပါတယ်ဆိုတော့ပထမဆုံးအချက်မှာကိုကအတက်ငယ်ပေမဲ့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ငါဒီကိုချီတော့ပေါ့ကိုရက်တရမယ်ဆိုတော့လူငယ်တရားဖြစ်ကိုဖြစ်ရမယ်ဆိုတော့စိတ်ကိုနှလုံးသွင်းတင်ပါတယ်ဒါကပြပောက်ကိုသွားတော့မဲ့ လူငယ်တယောက်အတွက်ဆိုရင်လည်းတကယ်ဟိုမှအချိုးရှိပြီးတော့အသုံးဝင်ပါလိမ့်မယ်ကျွန်တော်ပြောတဲ့စကားကိုမှတ်ထားပေးပါဒုတိယတစ်ချက်အနေနဲ့ကအဲ့ဒီအသက်အရွယ်တွေမှာပေါ့နော်ကျွန်တော်ကဒီထဲမှာအသက်ငယ်အောင်ပဲ OTV ပြောနေပြီမဲ့ဘယ်အသက်အရွယ်မဆိုပေါ့နော်အာဒီဗီဒီယိုကြည့်နေမဲ့အာအကိုတွေအမတွေညီညီမငယ်တွေဘာလို့မဆိုပေါ့နော်အခုအချိန်ရှိတော့မှကိုမိသားစုရှိတော့မှအချိန်ပေးပါအလို့သဖြင့်မိဘ ညီကောင်မောင်နှမကိုယ့်ရဲ့မိသားစုကိုအချိန်ပေးပါပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလည်းသူတို့နားမှာအမြဲမရှိနိုင်လို့ကျွန်တော်တို့မိဘအရာလည်းကျွန်တော်တို့နားမှာအမြဲမရှိနိုင်ပါဘူး။အာနောက်ပြည်ပကိုသွားရမယ့်လူငယ်တွေဆိုရင်လည်းဗျာကျေးဇူးပြုပြီးတော့အချိန်ရှိတော့မှမိဘတွေမိသားစုတွေနဲ့အချိန်ကုန်ပါအချိန်တွေကကျွန်တော်တို့ကုန်တာအရင်မြန်ပါတယ်ကျွန်တော်တို့အသက်တွေကြီးလာလေလေအချိန်ကုန်ဆုံးမှုတွေက ပို့ပို့ပြီးတော့မြန်လာလေလေပါအခုကြည့်နေတဲ့ကျွန်တော်တို့မိတ်ဆွေတို့ပေါ့နော်နောင်တမရစေချင်လို့ပါဆိုတော့အချိန်ရှိတုန်းမှာကိုယ့်ရဲ့မိဘတွေမိသားစုနဲ့အချိန်ကုန်ဆုံးပါလို့ကျွန်တော်အနေနဲ့ပြောကြလိုပါတယ်ဗျ။โอเคနောက်ဆုံးအချက်ပေါ့နော်တတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးကမိသားစုမိဘပါပဲ။ကျွန်တော်တို့ဘဝမှာချစ်သူရည်စားအပေါင်းအသင်းတငယ်ချင်းအချစ်ဆုံးတငယ်ချင်း စသဖြင့်ရှိကြနိုင်မယ်။သူတို့တွေအားလုံးကလည်းကျွန်တော်တို့ရဲ့အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းမှာပါဝင်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့နှလုံးသွင်းတဲ့နာက ကျွန်တော်ဘဝမှာနံပါတ်1ဦးစားပေးနေရာမှာထားတဲ့နာက family ဆိုတဲ့မိသားစု ကျွန်တော်တို့ရဲ့မိဘတွေပါပဲ။ကျွန်တော်အရှိမကြိုတင်ပြီးတော့မြေတားရက်ခံခဲ့တယ်။ကျွန်တော်ရဲ့နောက်ဆုံးအချက်ကလူတိုင်းနဲ့ကိုက်ညီခြင်းမှာကိုက်ညီလိမ့်မယ်ဆိုတဲ့စကားပေါ့နော်။ဆိုတော့ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ဘဝမှာတကယ်ကိုမှအရေးကြီးတဲ့လူတွေကကျွန်တော်တို့ရဲ့မိဘတွေမိသားစုတွေပါပဲကျွန်တော်ပြောခဲ့တဲ့အချက်၃ချက်မှာပထမအချက်ကကိုဒီငါဒီငါဘဝကိုငါရက်တည်နိုင်တဲ့လူတယောက်ဖျားမယ်ဆိုတဲ့စိတ်ကိုအခုခရေကယေရှုပြုပြီးနှလုံးသွင်းပါစတင်ပြီးတော့စမ်းသပ်ပြီးလှုပ်ဆောင်ကြည့်ပါအရင်ပြည့်ပြည့်စုံတွေကိုကျွန်တော်မလိုအပ်ပါဘူးအဓိကစတင်ဖို့ပါပဲဒုတိယအချက်ကတန်ငယ်တော့ဘယ်တက်ရမစိုး ဒီဗီဒီယိုကြည့်ပြီးသွားနဲ့မိသားစုကိုကောင်းကောင်းလေးအချိန်ပေးပါမိသားစုနဲ့စကားမပြောရတဲ့မျိုးကြီးရှိရဲဆိုတော့ကျွန်တော်အနေနဲ့အဲ့လောက်ထိတော့ကျွန်တော် live ပါဝင်ပြီးတော့မပြောချင်ပါဘူး။ဘာလို့ဆိုတော့လူတိုင်းကမတူညီတဲ့နောက်ခံတမိုင်းရောက်နေလာတာဖြစ်တဲ့အတွက်။ဘာဖြစ်ရဲဆိုတော့ဒုတိယချက်မှာတော့မိသားစုနဲ့အချိန်ကုန်ပါ။တတိယချက်မှာကျွန်တော်တို့ဘဝမှာနံပါတ်1ဦးစားပေးအရေးကြီးဆုံးနေရာမှာထားသင့်တဲ့သူတွေကတော့ကျွန်တော်ရဲ့မိသားစုတွေမိဘတွေပါပဲ။ဆိုတော့ကျွန်တော်အခုပြောခဲ့တဲ့အချက်၃ချက်ထဲမှာ မိတ်ဆွေတို့အတွက်ညီညီမငယ်တွေအတွက်အကိုတို့မတို့အတွက်အချိုးရှိမယ်ဆိုတာကိုကျွန်တော်အားမခံပါတယ်မိတ်ဆွေတို့အတွက်အချိုးတုံတရားဖြစ်သွားရဲဆိုရင်ကျွန်တော်ရဲ့ comment ထဲမှာဖြစ်ဖြစ်အပန်းမကြည့်ရင်မိတ်ဆွေတို့အဆင်ပြေတာပါမစိုးရေခဲ့ပြီလို့ရပါတယ်ကျွန်တော်အနေနဲ့အခုအဆုံးထိပေါ့နော်ကြည့်ပေးတဲ့မိတ်ဆွေတိုင်းကိုကျွန်တော်တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုကျွန်တော် ခဏတာပေးပြီးတော့ကျွန်တော်ဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ပါသေး။ဆိုတော့အားလုံးကျွန်တော်အနေနဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဗျ။ Bye bye.